ားပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြန်မာကြားရဲ့မနက်ရှင်နိုင်သတင်းတွေကို တင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအခစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေနေအငင်းပွားနေတဲ့ရှမ်းပြည်တိုတက်ရေးပါတီ SSPP နဲ့ကိုကန်တက် MNDAA တို့ဇူလ18ရက်မနက်ပိုင်းကစပြီးဆွေးနွေးနေကြတယ်လို့ SSPP ရဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါရတယ်။ SSPP နဲ့ MNDA တို့ဟာလာရှော့မြို့နယ်အနှံ့ပေါင်ကြီးကတပ်လွင်တရုတ်ရွာမှာဆွေးနွေးနေတာဖြစ်ပြီး SSPP ဘက်ကဒုတိယစစ်ဦးစီးချုပ်ဖြစ်တယ်လို့အခွန်ဌာနကဌာနမှူးကလည်းသူကိုယ်တိုင်တက်ရောက်ပြီး MNDA ဘက်ကလည်းစစ်ဦးစီးချုပ်တွေနေမြင့်မှုတွေတက်ရောက်နေပြီးညနေပိုင်းအထိအပြေမထွက်သေးပဲဆွနေနေဆဲဖြစ်တယ်လို့ SSPP ရဲ့စစ်ရေးသတင်းရင်းမြစ်က TVB ကိုပြောပါရတယ်။ အဲ့ဒီအစည်းအဝေးကို SSPP ဘက်ကကားအစီးရဲ90လောက်နဲ့လာရောက်ကြပြီး MNDAA ဘက်ကလည်းအများပြားလာရောက်ကြတယ်လို့ MNDAA သတင်းရင်းမြစ်ကလည်း DPP ကိုအတည်ပြုပါတယ်။ဘာတွေဆွေးနွေးတယ်ဆိုတာကိုတော့ပြောပြလို့မရသေးသလိုအဓိကကတော့နေပြည်တော်ခြိုက်ရေးကိစ္စတွေကိုပဲဥတီဆွေးနွေးဖြစ်တာ အခုထိတော့မပြီးသေးဘူးလို့ပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုတီပေါ်မြို့နယ်တွင်မှ SSPP နဲ့ MNDAA တပ်တွေဟာပြီးခဲ့တဲ့လကစပြီး နယ်မြေအငင်းပွားမှုတွေကြောင့်ပြစ်ခတ်မှုတွေဖြစ်လို့ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို UWSA ဌာနချုပ်ပန်ဆိုင်မှာလုပ်ခဲ့ကြပေမဲ့အဆင်မပြေခဲ့ကြဘူးလို့သိရပါတယ်ရှင်။အာနာသိန်း၄နှစ်ကျော်ကာလအတွင်းမှာတည်င်းသမား200ကျော်ဖမ်းဆီးခံခဲ့ရပြီး90ကျော်က ထောင်ထဲချမှတ်ခံထားရဆဲဖြစ်ပါတယ်။အဲ့ဒီထဲသတင်းမီဒီယာနဲ့မဆိုင်ဘဲပြစ်မှုပြစ်ဒဏ်ကြီးတွေနဲ့ထောင်နဲ့နှစ်ရှည်ချမှတ်ခံထားရသူတွေလည်းပါဝင်နေပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ အနာဒိန်လီလီတာကာလာမှာတရင်သမား221ယောက်ဖမ်းဆီးခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာသူ180ရှိကလက်ရှိ2025ခုနှစ်ဖေဖော်ဝါရီလအထိဖမ်းဆီးထိန်းသိမ်းခံရစေတရင်နဲ့စာနေစင်းသမား51ယောက်ကြန့်ရှိနေစေဖြစ်တယ်လို့ ICANL International Center for Not for Profit Lawyers မြန်မာနိုင်ငံရှိ journalist များဖမ်းဆီးထိန်းသိမ်းခံရမှုဆိုင်ရာအကဲဖြတ်သူတေသနစာရမ်းမှာဖော်ပြထားပါတယ်။စစ်ကောင်စီကမီဒီယာသမားတွေနဲ့မသက်ဆိုင်တဲ့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေလိုမျိုးပုံမှန်တွေနဲ့လည်းဆွဲချက်တင်ခံရတာမျိုးတွေလည်းရှိနေပါတယ်။နောက်ဆုံးအနေနဲ့2025ခုနှစ်ဧပြီလထဲမှာမြေလက်အတန်သတင်းဌာနကသတင်းတော့ကိုတန်းထိုင်မြင့်ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်52ကကြီးနဲ့တရားစွဲတင်ပြီးစစ်ကောင်စီကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။ အရင်တော့ကျွန်တော်တို့မီဒီယာကောင်စီလိုပါတွေတစ်ဆင့်ဖြည့်ရှင်းရတာပေါ့လေအခုကာလမှာတော့ဒီဟာတွေလည်းမရှိတဲ့ကာလဖြစ်နေတော့ဆက်ကဆက်ကတခုခုဆိုရင်အရင်တော့905ပေါ့နော်ကိုတိုင်းမျိုးကိုဥမာပေးပြောလို့ရှိရင်သူကပထမ905နဲ့ကြာပြီးသား905ကိုဒုတိယဒုတိယတစ်ခေါက်ကြာတော့သူကထပ်ပြီးတော့ကိုမြင့်နေလို့ပေါ့နော်ဒီ9တစ်ကာကြီးဆိုပြီးကတ်တာပေါ့နောက်တခြားဟိုဟိုသတင်းတော်တွေကိုလည်းအလိုဖောက်ခွဲသုံးလို့ပါလို့လျှောက်တက်တာပေါ့လေဒီဟာတွေကလုံးဝမဖြစ်သင့်ဘူးပေါ့နော်ဟို တို့လက်ထက်မှာကဘောပင်နဲ့ဒီဖုံးနဲ့ရှိတာလေတင်းကြီးတာဘာမှလည်းလက်နဲ့ကင်ထားတဲ့ဝိုင်လည်းမဟုတ်ဘူးမဟုတ်ဘဲနဲ့ကိုကျွန်တော်တို့အကြမ်းဖက်တွေအကြမ်းဖက်ဆိုတဲ့ဟိုလိုပုံမှန်တွေတွဲပြီးတော့ဖွင့်တာပေါ့နော်လုံးဝကိုစစ်ကောင်ကြီးတင်းစားသမားတွေကိုအညှိုးတကြီးနဲ့ကိုတို့လုံနေတဲ့အဲပုံစံမှားလို့ဟုတ်ကျွန်တော်အဲ့လိုမြင်ပါတယ်ဟုတ်အနာသိမ့်ပြီးနောက်တင်းနဲ့မီဒီယာသမားတွေကိုစစ်ကောင်စီကဆွဲချက်တင်အမှုဖွင့်ခဲ့ရမှာဆွဲချက်အားလုံးရဲ့62ရာခိုင်နှုန်းက ရာဇသက်ကြီးဥပဒေအပိုင်း905ကကြီးစတေရာဂိုင်းနှုန်းကတော့ရာဇသက်ကြီးဥပဒေတခြားသော ပုံမှန်5ခုနဲ့တရားစွဲခဲ့ကောင်းနှစ်ရာဂိုင်းနှုန်းကတော့အစိုးရအပေါ်အကြီးညိုပြက်စီမှုပုံမှန်1.4ကကြီးတခြားနှစ်ရာဂိုင်းနှုန်းကပြည်သူများအားအထိတ်တလန့်ဖြစ်စေမှု905ခါခွေအပြင် အထူးဥပဒေတွေနဲ့လည်းစွဲချက်တင်ခံခဲ့ရတယ်လို့ ICNL ရဲ့ report မှာဖော်ပြထားပါတယ်။ပြည်ထောင်ချမှတ်ခံရရတဲ့တရင်းတော်23ရာဂိုင်းနှုန်းကပြင်းထန်တဲ့ထောင်နှံ10နှစ်ကနေ 28နှစ်အထိချမှတ်ခံရတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ဟိုသတင်းစာလွတ်လပ်ခွင့်ဆိုတာမရှိဘူးလို့ပဲပြောရမှာပေါ့နော်။ပုံမှန်ကျွန်တော်တင်းတင်ဆက်နေကြတဲ့တင်းတော့တွေကိုစစ်ကောင်စီရပါပေါ့နော်။ပြမထားဖန်စီတယ်။ဘာကြောင့်ဖန်စီရလဲဆိုတော့လေသူတို့ကဟိုတရင်သမားတွေကတရင်တို့လုတ်တဲ့ခါမှာတရင်တွေကတရင်တွေကိုကျွန်တော်ကတရင်တွေကိုအမှန်တိုင်းအမှန်တိုင်းတင်ဆက်ရတာကိုအမှန်တိုင်းတင်ဆက်တဲ့ခါတော့ခါတော့အဲ့အရာတွေကိုသူတို့ကသူတို့ကိုတိုက်ခိုက်တယ်လို့စစ်ကောင်စီကထင်တယ်။တကယ်တော့ တရင်သမားကတရင်သမားရဲ့အလုပ်ကိုလုပ်နေတာပဲဆိုတော့အဲ့ဒါကိုအဲသူမကြိုက်ဘူးမကြိုက်တော့ပြစ်မထားဖမ်းဆီးတာတွေနောက်ဟိုဝင်ရောက်စီးနေတတ်ချက်တာတွေတော့လုတ်ခဲ့တာပေါ့နော်ဆိုတော့သူတရင်တွေကိုဖုံးထားခြင်းနဲ့စိတ်စိတ်လည်းရှိရှိကြတယ်ဟိုကစစ်ကောင်စီကဟိုဒါတွေကိုကဘာလည်းတည်ပြီးတော့နိုင်ငံတကာလည်းတည်ပြီးတော့အဲတရင်လွတ်လပ်ခွင့်အတွက်အာမခံနိုင်တဲ့အခြေအနေတစ်ခုဖြစ်အောင်လို့လုံဆောင်ပြပြဖို့တော့တိုက်တွန်းပြောခြင်းတယ်ပေါ့နော်ဟုတ် ီဒီယာ69ခုကသတင်းသမားတွေဖန်ဆီးခံခဲ့ရပြီးမီဒီယာ88ခုကသတင်းသမားတွေကထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါလွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IBCM ရဲ့ data တွေရကြတော့ထိမ့်သိမ်းခံရရစေသတင်းနဲ့စာနယ်ဇင်းမီဒီယာသမားတွေကအနာသိမိကလေးကအခုနှစ်2025မေလအထိမှာအမျိုးသား33ယောက်အမျိုးသမီး9ယောက်နဲ့စုစုပေါင်းဖမ်းဆီးထိန်းသိမ်းခံရရစေ40ရှိနေပြီးတည်ဆုံးသူကတော့3ယောက်ရှိနေကြောင်းလည်းသိရပါဗျ။ ကျွန်မဝေပါရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမှာဆိုင်ကယ်ခိုးယူခံရတဲ့ဖြစ်စဉ်တွေများပြားလာပေမဲ့ခိုးယူသူတွေကိုဖမ်းဆီးရမိတာမရှိဘူးလို့မြို့ကန်တွေကပြောပါတယ်ခိုးယူသူတွေကကောင်းမွန်စွာဝတ်စားထားပြီးဆိုင်ကယ်ရပ်နာတဲ့နေရာမှာရှိတဲ့ဆိုင်ကယ်တွေကိုသူတို့ရဲ့ကိုယ်ပိုင်ဆိုင်ကယ်လိုပုံစံမျိုးနဲ့ခိုးယူနေတာဖြစ်သလိုခြံထဲမှာထားတဲ့ဆိုင်ကယ်တွေကိုလည်းကားပေါ်တင်ပြီးခိုးနေတာမျိုးရှိတယ်လို့ ခိုးယူမှုကိုကိုယ်တိုင်မြင်တွေ့ခဲ့ရသူတယောက်ကပြောပါတယ်။ဆိုင်ကယ်ခိုးယူသူတွေကဆိုင်ကယ်အကောင်စားတွေကိုရွေးခိုးလေးရှိပြီးနေ့တိုင်းဆိုင်ကယ်ပြောင်းနေတာကြောင့်ဈေးဆိုင်တွေကုန်စုံဆိုင်ပိုင်ရှင်တွေအနေနဲ့ဆိုင်ကယ်ပြောက်ဆုံတက်ကြောင်သတိပေးဆိုင်ပုတ်တွေကတ်ထားပါတယ်။စစ်ကောင်စီလက်အောက်ခံရဲဌာနကတော့ဆိုင်ကယ်ပြောက်ဆုံမှုတွေကို ဖော်ထုတ်ဖန်ဆီးတာမျိုးမလုပ်ဘဲလိုင်စင်မရှိတဲ့မော်တော်ယာဉ်တွေကိုသာဂျူလာကစပြီးဖန်ဆီးနေတာကြောင့်ဒေသခံတွေအနေနဲ့သွားလာရေးအခက်အခဲဖြစ်နေကြတယ်လို့လည်းသိရပါတယ်ရှင်။ ဖားကတ်မော်စီစာကုန်းနဲ့မော်ဝမ်ကလေးတို့မှတိုက်ပွဲပြင်းထန်နေပြီးမော်ဝမ်ကလေးနဲ့မော်ဝမ်ကြီးကဒေသခံပြည်သူတွေအားလုံးထပ်ပြေးတိမ်းရှောင်နေရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ဖားကတ်မြို့နယ်အတွင်းစစ်ကောင်စီတက်ဆွဲထားတဲ့မော်စီစာဖျားကုန်းနဲ့ဖကန်တမကုန်းအညီကမော်ဝမ်ကလေးကြီးရွာတို့မှတိုက်ပွဲပြင်းထန်နေပြီးမော်ဝမ်ကလေးနဲ့မော်ဝမ်ကြီးကပြည်သူတွေအားလုံးစစ်ပိတ်တိမ်းရှောင်နေရတယ်လို့ဖကန်ဒေသခံတယောက်ကပြောပါတယ်။အဲဒီတော့ဒီဖကန်မြို့မှာတိုက်ပွဲအရှောက်ဖြစ်နေတယ်။ ဒီဖက်ကမှာတကယ်တိုက်ပွဲနေနေရဖြစ်တာပေါ့။တနေရာကဒီမော်ဇာဖျားကုန်းမှာတက်ဆွဲထားတယ်။ဒီအချမ်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA KB ဒီဘူပေါင်းတပ်ဖွဲ့ကအာတော်ရောက်တိုက်ခိုက်ရှင်းလင်းနေရပေါ့။အဲ့အိမ်မှာသူတို့ကအထီးခိုက်နေရှိတယ်သူတို့ကလူကြီးရဲ့ထိတရားရရှိတယ်တဲ့အဲနောက်တနေရာကျတော့ဒီဖက်ကတ်မောဝန်ကလီပေါ့ဖက်ကတ်တော်မကုန်တော့မောဝန်ကလီရောမှာတိုက်ပွဲဖြစ်နေတယ်ဒီမော်ရီဆာဖျောက်ကွန်းလုံးခဲ့တဲ့၃ရက်က အဖျားကုန်းကနေဒီအမိုက်ပုံအဲမဟုတ်ကြမဟုတ်ဝန်ကလေးအဲဝင်လာပြီးတော့ဟိုရောက်လာတော့သူစကြောင်းကအဲဒီအဲမနေ့တနေ့ရက်တနေ့ရက်နေပေါ့အဲတနေ့ရက်နေမနေ့တနေ့ရက်နေဒီအဲဖတ်ကန်ဆုံရအဲဟိုဝင်နေမနေ့ကကျော်မဟုတ်ဝန်ကလေးဟိုဝင်လာတယ်အဲပြီးရင်အဲဆိုအရနေရလို့ရှိမှစနေအဲမဟုတ်ကလေးဟိုဝင်လာတော့အဲပြီးသူအောင်ထပ်ပြီးကြပေါ့မဟုတ်ကလေးမဟုတ်ဝန်ကြီးဟို အဗီဒီအောင်ဆီဆောင်နေကြတယ်မောင်လောဆိုတော့မောင်ကလေးဖျက်ဆောင်တဲ့ဆွေဟာတယ်အဲ့ရဖွဲတွေကိုအဲ့ကကီဗီဒီယိုပွန်တို့ဖွဲကတော့ပစ်ခတ်တိုက်ခိုက်တာရှိတယ်အဲ့တိုက်ပွဲတော့ရှောက်ဖြစ်နေတယ်ပေါ့အဲ့ဆိုတိုက်ပွဲကနေရဖြစ်နေပေါ့ပုဂံဝင်ချင်းမှာမော်စီစာဖျက်ကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ28ရက်နေ့ကဖက်ကန်ကိုဝင်ရောက်လာတဲ့စစ်ကြောင်းဖြစ်ပြီးဗမုချုပ်စိုးလက်ဦးဆောင်တဲ့မုကောက်အခြေဆိုင်အမတ်တုံးချေလင်တပ်မဟာက အင်အား600ပါတဲ့စစ်ကောင်စီစစ်ကြောင်းဖက်ကန့်ဘက်ကိုစစ်ကြောင်းထိုးလာပြီးတလကျော်အကြာမှာဖက်ကန့်မြို့ကိုဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းထဲကအင်အား200ကျော်ခန့်ဖက်ကန့်မြို့ကိုရောက်ရှိလာတာဖြစ်ပြီးစစ်ကြောင်းတွေခွဲကဖက်ကန့်မြို့နယ်ထဲမှာလှုပ်ရှားနေတာဖြစ်တယ်လို့သိရပါတယ်။နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်မှုတွေကြောင့်အရသာတိခိုက်တံရရတာနေအိမ်မီးလောင်ပစ္စည်းရာတွေလည်းရှိခဲ့တယ်လို့ဒီရခန္ဒီကပြောပါတယ်။ အဲဒီမြအေမော်ရီစာမှာမော်ရီစာဖြောင်းမတက်ဆွဲရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တရောတိုက်ခိုက်တာရှိတယ်။အဲဒီအချိန်မှာလေစစ်ကောင်စီတပ်ဖွဲ့ကလည်းလက်ကြီးရန်တမ်းပစ်ခတ်တာပေါ့။မစွရန်ခေါင်တို့မြောက်ကုံဖက်ကတက်မကုံရင်လက်ကြီးရန်တမ်းပစ်ခတ်တော့ပြည်သူတွေအဲထိခိုက်ဒါရရှိခံရတာရှိတယ်။အဲပြည်သူရဲ့နေမှာကြပြီးတော့ပုံမှုချုပ်စော်လက်အဲဦးစီးတယ်။အဲဒီဘုကောင်ချေဆိုင်အမတ်တုံးချေတင်တက်မစစ်ကြောင်ရောက်လာကလေးရတယ်။ ဒီဖက်ကဝကပြည်သူတွေအဲ30ကျော်တော့နေဆက်တက်ဖြတ်ထားပြီအဲပြုရှင်ဒီအဲဖက်ကတဝိုက်ကဒီမော်ရီဇာတဝိုက်ကကုမ္ပဏီတို့မိရှုရပါတော့အဲမိရှုတယ်ကုမ္ပဏီရန်တရားတွေမိရှုတယ်အဆောင်တွေမိရှုတယ်အဲပြည်သူတွေနေဆက်တက်ဖြတ်နေတယ်ဒီအာစကောင်စစ်ကြောင့်ဖက်ကမျိုးနဲ့လုံခင်ကြီးရွာတဲ့စတင်ဝင်ရောက်လာကြတဲ့ကနေအခုချိန်ထိအရတားပြည်သူ33ဦးတေဆုံးခဲ့ပြီး အများစုကတော့စစ်ကောင်စီစစ်ကြောင်းထုံးနေချင်းပြစ်ခတ်တပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီတပ်တွေဟာပြစ်ခတ်တဲ့မေလကုံပိုင်းကနေဖက်ကန့်ဒေသမှာလက်လွတ်လက်ရတဲ့နေရာတွေကိုပြန်ရယူဖို့စစ်အင်အားအလုံးအင်းနဲ့စစ်ကြောင်းထုံးဝင်ရောက်ကဖက်ကန့်လွန်ခင်းကြီးရွာအုပ်စုထံမှရှိတဲ့မော်စီစာမဆွေရန်ဂဒင်မော်နဲ့စံခါကြီးရွာရီဘက်မှာစီရင်လှူရှားနေတာနှစ်ပတ်ကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ဒီမှာဟန်နာပါ အေရီတိုင်းမော်လမြိုင်ကျုံမြို့နယ်ဖိုးသာအေးကျေးရွာအုပ်စုမှာစစ်မှုထမ်းထဲလိုက်ရသူတဦးတိုက်ပွဲမှာကြီထိမှန်တရားရရှိခဲ့တဲ့အတွက်စေကူသားဖို့ဆိုပြီးအုပ်ချုပ်ရေးမှူးကဒေသခံတွေစီကနေစေကူသားစိတ်တောက်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်မှုထမ်းအပတ်စဉ်သုံးမှထည့်ပေးလိုက်ရတဲ့လူငယ်တွေရှစ်ရက်မှာဝမ်ပိုက်ကြီထိမှန်တရားရရှိခဲ့တဲ့အတွက်အရေးပေါ်စေကူသားဖို့အတွက်စစ်ကောင်စီခန့်ဖိုးသာအေးကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းတအိမ်တော်ကိုငွေကျပ်9000နှုန်းနဲ့သတ်မှတ်ပြီးဇူလ15ရက်ကစတင်ကကောက်ယူနေတယ်လို့ဒေသခံတယောက်ကပြောပါရယ်ဖိုးတာရေးကျေးရွာအုပ်စုထဲမှာကျေးရွာ4ရွာရှိပြီးအခြေ900ကျော်ရှိကအခုကတအိမ်ကို9000ကောက်ယူနေတာလို့မော်လမြိုင်ကျိုးမြို့ကန်တယောက်ကပြောပါရယ်အဲ့ဒီအုတ်ချုပ်ရမှုအနေနဲ့စစ်မှုထမ်းစီရင်မှာမိသားစုနဲ့မိတ်ဆွေတွေကိုစစ်မှုထမ်းစီရင်ကပယ်ဖြတ်တာ င်းကျဲတွေကောက်ခံတာနဲ့စစ်မှုတန်းလူစားထိုးကျေးဆိုပြီးချင်းချောက်ငွေကြေးတောက်ခတ်နေတယ်လို့လည်းဒေသခံတွေကတဆင့်သိရပါတယ်ရှင်ဂျွန်နယ်ထရမ့်မိသားစုလုပ်ငန်းဟာအမေရိကန်မှာမိုဘိုင်းဝန်ဆောင်မှုပေးဖို့အတွက်ထရမ့်မိုဘိုင်းအမည်နဲ့လိုင်စင်ယူလိုက်ပြီးဖြစ်ပါတယ်။သူ့ရဲ့မိုဘိုင်းဖုန်းကို အမေရိကန်မှာဒီဇိုင်းဆွဲထုတ်လုပ်မှဖြစ်ပြီး499ဒေါ်လာနဲ့ရောင်းချမယ်လို့ကြေညာခဲ့ပါတယ်။ ဒါဟာထရမ်သမရတတန်အတွင်သူ့နာမည်ကိုသုံးပြီးမိသားစုကလှုပ်ဆောင်တဲ့စီးပွားရေးလုပ်ငန်းတွေတဲကနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ဝတ်ဆောင်ကြေးအတွက်ဒလာကို58.55ဒေါ်လာကျသင့်မှာဖြစ်ပြီးတော့ဒေါ်နယ်ထရမ်က55ဆက်မြောက်သမရဖြစ်ခဲ့ပြီး58ဆက်မြောက်သမရအဖြစ်ပြန်လည်ထမ်းဆောင်နေတာကိုကိုစားပြုတာဖြစ်ပါတယ်။ အခုမိုဘိုင်းဝန်ဆောင်မှုကိုအမေရိကန်ကအထက်ဆက်သွယ်ရေးလုပ်ငန်းကြီး၃ခုနဲ့လက်တွဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့မင်ဟတန်မှာရှိတဲ့ Trump Tower မှာသူ့ရဲ့အကြီးဆုံးသားဖြစ်သူ Donald Trump Jr. ကမိတ်ဆက်ခဲ့ပါတယ်။ပုံသေးလဆင်ကြီးနဲ့ telemedicine ဝန်ဆောင်မှုအရေးပေါ်ကားပြင်ဝန်ဆောင်မှုနိုင်ငံပေါင်းတရာကို message အကန့်အသတ်မရှိပို့နိုင်မှုဆိုတဲ့ဝန်ဆောင်မှုတွေပါဝင်မှာဖြစ်တယ်လို့ Trump Jr. ကပြောပါတယ်ရှင်။ ဘလွန်ဒီယောကမ္ဘာအကောင်ဆုံးဘောလုံးသမားဆုရယူနိုင်ဖို့ရည်ရွယ်ချက်နဲ့မန်စတီအသင်းစီပြောင်းရွှေ့လာတာဖြစ်ကြောင်းကစားသမားသစ်ရိုင်ယန်ချက်ကီကပြောသွားပါတယ်။ပြင်သစ်လက်ရွေးစင်ကစားသမားဟာလိုင်ယွန်ကနေပေါင်34သန်းနဲ့မန်စတီစီပြောင်းရွှေ့လာတာပါ။မက်စတီအသင်းမှကွင်းလက်ကစားသမားရိုဒရီကဘလွန်ဒီယောဆူရယူနိုင်တာကိုကြည့်မယ်ဆိုရင်စီတီကစားသမားတိုင်းကဆူရယူနိုင်တယ်ဆိုတာသိတာထင်ရှားကြောင်း မိမိအနေနဲ့လည်း blond dior စုရယူနိုင်ဖို့အတွက်အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်းချက်ကီကပြောပါရယ်။ဒါ့အပြင်ယူရိုပါလိမှရှုံးနိမ့်ခဲ့တဲ့မယူအသင်းကိုလည်းလက်စာပြန်ချေဖို့လည်းစိတ်ပိုင်းဖြတ်ထားကြောင်းချက်ကီကပြောပါရယ်။ချက်ကီဟာမနစ်ကရာသီကလိုင်ယွန်နဲ့၄၄ပွဲမှာ၁၂ဂိုးသွင်းပြီးအကြိမ်၂၀အထိဂိုးပန်တီးမှုပြုလုပ်နိုင်ခဲ့သူဖြစ်ပါရယ်ရှင်။ ဒီပီပီယိုမြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချူချူဆမ်းမဂျေဇူတမရရှင် ရင်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လွှင့်ပြဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီရီရေဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေကျမတို့ရဲ့ပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ DVB အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ကျရောက်လာပါပြီ ဟုတ်ကဲ့ဗာမသိဒီဒီတပတ်မှာလေအရှိကတပတ်လူမျိုးပေါ့လေကျွန်တော်တို့ဒီထူကြတဲ့ပေးတာတွေအများပြားကိုလက်ခံရရှိထားတာရှိပါတယ်ခင်ဗျာအဲ့ဒါကတော့ကျွန်တော်တို့ဒီမကြခင်ဟာကြာရောက်မဲ့ဒါအခုလက်ရှိဖန်သီးထွေသိမ့်ခံထားရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ဒါမွေးနေ့ဆုတောင်းပေးစာတွေကြံစည်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီပေးစာတွေထဲကမှပထမဦးဆုံးဖျက်ပြပေးခြင်းနဲ့ပေးစာလေးတစ်ခုကတော့ကျွန်တော်တို့ဒီပဲခူးတိုင်းအနောက်ချမ်း ရီကုံမြို့နယ်ကလေးပို့လာတဲ့ဒေသလေးပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ကျွန်တော်ကပဲခူးတိုင်းအနောက်ချမ်းရီကုံမြို့နယ်ကပါအမေစုဝင်းနေအတွက်ကျွန်တော်ကြပြလေးဖတ်ကြားပေးပါခင်ဗျာဆိုပြီးတော့လေးပို့လာတာပဲဖြစ်ပါခင်ဗျာကြပြခေါင်းစဉ်လေးကိုတော့ဒီမိုလန်းကအမေဦးလို့ပေးထားပြီးတော့ကြပြရေးသားသူကတော့ຫນွေဦးအောင်မြင်ပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့ကြပြလေးကိုဖတ်ပြရမယ်ဆိုရင်လူထုရဲ့အမေ ပြည်သူတွေဆောင်စားတို့အမိပြန်မဲ့ရက်တွက်နေတဲ့သားလူလူရဲ့အမိညံပြည်ရဲ့အာတို့အမိစိတ်တကတိတ်မြက်ပေသားစွန့်လွတ်လို့အနစ်နာခံစေတနာမှန်ပြည်သူအားထောင်တန်းကို သူမမှုအန်တုနေသားလူလူရဲ့အမိကျမ်းမာစေသားအမေအိုဒီမိုလန်တန်းချီလိုထားနှွေဦးအောင်မြင်အကိုတိုင်အနောက် ီကုံမျိုးနဲ့ဆိုပြီးတော့ဒေတာပြပို့လာတဲ့ကကြားလေးကိုကျွန်တော်တို့အစီအစဉ်ကနေပြီးတော့ပထမအဦးဆုံးဖတ်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ကြီးကျွန်မဖတ်ပြပေးမယ်ပေးစာကလည်းလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့တော့ရောက်ရှိထားတဲ့မွေးနေ့ဆုတောင်းစာလေးပါပဲရှင်ကျွန်မကားတဲ့မွန်ပြည်နယ်ဘီလင်းကပါတဲ့အခုအမေဒေါအောင်ဆန်းစုကြည်80ပြည့်ကိုကျွန်မတို့မြန်မာပြည်ထဲမှာကျင်းပလို့ရမှာမဟုတ်ပါဘူးစစ်တပ်ကဖမ်းပြီးတော့ထောင်ချမှာပါပဲအရင်နှစ်ကလည်းမွေးနေ့89နှစ်မြောက်မှာပန်းပန်လို့ဖမ်းခံရပြီးထောင်ချနေသူတွေရှိနေပါတယ် ကျွန်မပြောချင်တာကအသက်80အမေကြီးကကောင်းတာလုပ်နေရပါမတရားလဲဖမ်းတာဒီသူ့မွေးနေ့မှာပန်းရောင်းတာတောင်ဖမ်းနေဆိုတော့စိုးရွားကကန့်ကွက်နေပါပြီဗုဒ္ဓဘာသာကိုးကွယ်ပြီးဖျားရီတော့တည်နေကြတယ်စာနာစီကလေးမှမရှိတဲ့စစ်တပ်ကြီးကိုတနာတယ်ရှင်ကောင်းတာလုပ်ရင်ကောင်းရရောက်မှာပါမကောင်းတဲ့သူတွေကတော့ဒီဘဝလည်းမကောင်းတန်တရားလည်းမကောင်းပါဘူးအမေစုကိုတော့ကျမ်းမာပါစေ happy birthday ပါအမေစုဆိုပြီးရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါမတီးသေးဒါဒီစာလေးကိုကျွန်တော်တို့ဒါဖတ်လိုက်ရတယ်ဆိုရင် ဒါပြီးခဲ့တဲ့နှစ်ကပေါ့လေဒါဒွန်သူကြီးရဲ့မွေးနေ့မှာဖြစ်ပျက်ခဲ့တဲ့အမှတ်တရလေးတွေပြန်ပြီးတော့သတိရမိသေးတယ်။ဒါပြီးခဲ့တဲ့နှစ်ကဆိုရင်ဒါပတ်ပန်တဲ့သူတွေရောတန်းရောက်တဲ့သူတွေကိုရောဒါစက်တက်ကနေပြီးတော့ဖန်ဆင်းတာတွေတွေ့ရတယ်ပေါ့နော်။အဲ့တော့အဲ့လိုဆိုရင်ဒါစကားလေးတစ်ခုရှိတယ်ပေါ့နော်။ဒါပတ်ပန်တဲ့သူတွေကိုဂန်းကင်တဲ့သူတွေကကြောက်နေရတယ်ခက်ဆိုပြီးတော့ဒါအဲ့လိုပြောတဲ့စကားလေးကိုသွားပြီးတော့အမှတ်ရသေးပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျေးဇူးပါဖျက်ပြပေးတဲ့မသိဘူးလေကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ပေးသားတစ်ဆောင်ကတော့ တော့တူ DBB ဝိုင်းတော်သားများကျမ်းမာကြပါသည် DBB ကိုအမြဲကြည့်ပါれအခုမကြခင်က ထုတ်လွှင့်သွားတဲ့အမေစု80အတွက်စူတောင်းကမ်ပိန်းသတင်းကြည့်ရပါတယ်ကျွန်တော်စူတောင်းလေးပို့ခြင်းပါတယ်ဘလို့ပို့ရမလဲ DBB ကပြောလို့ရရင်လမ်းညွန်ပြပေးပါခင်ဗျာကျေးဇူးပါကျမ်းမာကြပါစေအမေစုလည်းကျမ်းမာပါစေလို့စူတောင်းလိုက်ပါတယ် Happy Birthday ပါကျွန်တော်အကောင့်တော့နှုတ်ဝက်ပေးပါဆိုပြီးတော့ရေးသားပေးပို့လာတဲ့ပေးသားလေးပဲဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ minute ဆူတောင်းဗီဒီယိုဖိုင်နေနဲ့ပတ်သက်ပြီးတော့ဒါ sus 80 birthday campaign facebook page ရဲ့ဒါချက်ပေါက်ကနေတစ်ဆင့်ဒါပြပို့နိုင်တယ်လို့ကျွန်တော်တို့ဒီတေးဥဆောင်ခါရာရဲ့ဒါချက်ပေါက်ကနေလည်းပြပို့နိုင်တယ်ဆိုပြီးတော့ဖော်ပြထားတာကိုသိရပါတယ်ဒါလူလူကောင်းဆောင်ဒေါ်လဲဖူဂျီရဲ့ minute ရဲ့ဖြစ်တဲ့ဒါဇွန်လ19ရက်နေ့အထိပြပို့နိုင်မှာဖြစ်ပြီးတော့ minute ဆူတောင်းဗီဒီယိုတွေကဒါ happy birthday နဲ့စတင်ရမှာဖြစ်ပြီးတော့ ဲ့ဒီပြောတဲ့ဒီသကကလုံးတွေမှာဆိုရင်လဲဒါစုဆိုတဲ့သကကလုံးပါဝင်ရမှာပေါ့နော်အဲ့ဒီပြပလာတဲ့ video file တွေကလည်းစုစုပေါင်းဒါစက္ကန့်30ထက်မကြာသေးပဲနဲ့ပြပရမယ်ဆိုပြီးတော့လဲကြီးညာထားတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ talk to dbb အစီအစဉ်ဖြစ်တဲ့ပြည်သူအစားပစံအငားပေးတာများဖတ်ကြားခြင်းအစီအစဉ်ကိုစာရီရေးသားပေးပို့တော့မယ်ဆိုရင် email ကနေတဆင်ရေးသားပေးပို့တော့မယ်ဆိုရင် talk to dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော်မယ်ဆိုရင်တော့ facebook.com ညဆောင် .2dpp ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော်မယ်ဆိုရင်တော့အပေါင်း6681111469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကောင်ကျော်အခုတစ်ခါဖတ်ပြပေးမယ်ပေးစာအလဲလူလူကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပေါ့နော်မွေးနေ့ဆုတောင်းပေးထားတဲ့ကြပြလေးပါရှင်ကျွန်တော်ကတော့တဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့ကပါတဲ့အမေစု80မွေးနေ့ကြပြလေးပို့ပေးချင်ပါတယ် ခပြားလေးရဲ့ခေါင်းစဉ်ကတော့ရဲအဲနာအမူစုတဲ့။ကရင်မြေမှချစ်ချောင်းပြမြီဘဝရင်ထားအမေအားလီကျမ်းမာစီချောင်းစုမွန်တောင်းသည်မြမာပြည်ချိုး သူတဲ့ဖို့ကဲ့ကိုချိုးမငဲ့ဆောင်ရွက်ခဲ့သူမွေးတဲ့နေ့မြတ်ဂုံပြုတ်အပ်သည် လွတ်လပ်ပါစေပန်းတပြေနှင့် အလူကောင်းမှုထိုနှစ်ပြုမီတာရုခေါ်ဆူနိုင်ပါစေအမေစုခမညာဟုတ်ကဲ့ပါအခုဆိုရင်ဒါလူလူခေါင်းဆောင်ရဲ့ပေးပို့လာတဲ့လူလူခေါင်းဆောင်နဲ့ပတ်သက်ပြီးတော့ပေါ့လေဒါပေးပို့လာတဲ့ကြကြရီ ေးသားတွေကိုဖက်ကြားပေးပြီးမှာတော့ကျွန်တော်တို့အပတ်စဉ်ပုံမှန်ထုံးနေဖက်ကြားပေးနေတဲ့ရင်ခွင့်စာတွေကိုစတင်ပြီးတော့ဖက်ကြားပေးပါမယ်ခင်ဗျာမင်္ဂလာပါ DBB ဦးစင်ကကတာခရိုင်ကပါအရင်ကတော့ဦးစင်ကြပြားတွေရေးဖို့ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ကြပြားတော့မဟုတ်ပါဘူးဦးစင်တို့ level မှာဖြစ်ပြက်နေတဲ့အဖြစ်ပြက်လေးတွေကိုပဲပြောပြချင်ပါတယ်ဦးစင်တို့ level ကခလေးတွေဟာဂိမ်းဆော့လဖေးရည်တိုင်းထိုင်နေတဲ့ပဲအချိန်ကုန်ပါတယ် ကလေးတွေကပန်းနိုင်မရှိ ဖြစ်နေပါတယ်။စကားအပြောအဆိုကစရိုင်းဆိုင်လာပါတယ်။ယဟန်တန်ဃာတော်များနဲ့စကားပြောဆိုရမှလည်းအတော်လေးကြမ်းတမ်းလာပါတယ်။လူငယ်တွေဟာစာမဖတ်ပဲဂိမ်းတွေဆော့နေကြတော့နောင်လာမဲ့မျိုးဆက်လူငယ်လေးတွေရဲ့လက်ထဲကိုတိုက်ပြီးထိုးအပ်ရမှအတော်လေးရင်လေးစရာကောင်းတယ်မှာမလွဲပါဘူး။ဒါကြောင့်တိုင်းပြည်ရဲ့ယုံကြည်မှုကိုရထားတဲ့ GDP အနေနဲ့လူငယ်လူရွယ်လေးတွေရဲ့ ိတ်မက်စိတ်ရိုင်းတွေကိုနူးညံ့လာအောင်နှလုံးသားအာဟာရပြဝေသောအဖြစ်လူငယ်တွေအတွက်အကျိုးရှိမဲ့စာစုတွေကြပြတွေကို ထုတ်လွှင့်တင်ဆက်ပေးစီလိုပါတယ်ဆိုပြီးတော့ဒါကတာခရိုင်ကပူဇင်းပေးပို့လာတဲ့ဒေတာလေးကိုဖတ်ကြားပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနောက်တစ်ချိန်မှာတိုင်းပြည်ကိုဥဆောင်မဲ့လူငယ်တွေအတွက်စိတ်ပူပြီးတော့ဗောလေအခုလိုရင်ခွင်းစာကိုပေးပို့တဲ့ဦးစင်းကိုလည်းဒီနေရာကနေဥတင်ပါတယ်ခင်ဗျာလူငယ်တွေဆိုတာကျွန်တော်တို့လူငယ်တွေဆိုမှဗောလေဒါပြီးခဲ့တဲ့ရက်ကကျွန်တော်တို့ဒီမန်လေးမှာ ဖြစ်ပွားခဲ့တဲ့ဒါဖြစ်စဉ်တစ်ခုပေါ့နော်ဒါတောက်ကြားအုတ်ထုတ်ဆောင်းထားတဲ့ဒါဆက်ကျော်တဲ့လူငယ်လေးတွေကသူနဲ့တက်တူရွယ်တူတခြားလူငယ်လေးတွေကိုပေါ့လားအချင်းချင်းရိုက်တက်ပြီးတော့ဒါဆက်ကျော်ရေးပုတ်ပြင်မယ်ဆိုပြီးတော့ရိုက်တက်ချင်းချောက်တဲ့ဗီဒီယိုဖိုင်ကလည်းအခုဆိုရင်လူမှုကွေရမှာတော်တော်လေးကိုလူပြောများနေတဲ့ကိစ္စမျိုးဖြစ်ပါတယ် နောက်တစ်ခုကလည်းကျွန်တော်တို့ရဲ့ဒီ DVB အနေနဲ့ပေါ့နော် DVB သတင်းဌာနအနေနဲ့ဒါလူငယ်အတန်းဆိုတဲ့ဒါအစီအစဉ်လည်းရှိပါတယ်အဲ့ဒီအစီအစဉ်မှာတော့ဒီစ조사အောင်မြင်နေကြတဲ့ဒါလူငယ်တွေအကြောင်းကိုဒါရိုက်ကူးထုတ်နှဲ့တက်ဆက်ပေးနေရရှိသလိုဒါအဲ့ဒီအစီအစဉ်ကလည်းလူငယ်တွေကိုအဓိကထားရည်ရွယ်ပြီးတော့ထုတ်နှဲ့တက်ဆက်ပေးတာဖြစ်လို့ဒီဒီနေရာကနေပဲခြောက်ထားလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်အခုတစ်ခါဖက်ပြပေးမယ်ပေးစာကတော့ဘကိုးတိုင်းဖြူးမြို့နယ်ကနေပေးပို့ထားတဲ့စာပါရှင့် ဟိုတိုင်းဒေတာကြီးဖြူးဖြူးနေကြပါတဲ့အခုဆိုရင်ကျမတို့ပြည်သူတွေကိုအနိုင်ကျင့်ရက်ဆက်ဘုံကျဲပြစ်ခတ်နေတဲ့လေတပ်သားတွေဟာမလုံခြုံတဲ့အခြေအနေကိုရောက်လာနေပါပြီလေမြန်မော်ကအနိုင်ကျင့်မှုတွေဟာပြန်လည်တိုက်ခိုက်ခံရတဲ့အခြေအနေကိုထူးထူးခြားခြားရောက်ရှိလိုလာနေကြပါပြီရက်ဆက်ခဲ့တဲ့များတော့တဖန်ပြန်လည်ခံစားကြရပါတော့မယ်တင်ငန်းစာယူကြပါလို့ပြောချင်ပါတယ်မြန်မာပြည်အမေဆုံးအေဂျင့်ပါစီဆိုပြီးရေးသားပြပို့လာတာပါရှင် ဟုတ်ပါတယ်ပြည်သူကိုအများရန်ဘုံကျဲတက်ဖြတ်နေရဲစစ်ကောင်စီလေတက်ကလေရင်နေရဆိုရင်ပေါ့နော်ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကလည်းစကိုင်းတိုင်းပလဲမြို့မှာဒီစစ်တိုက်လေရင်တစည်းကိုကာကွယ်တက်ဖွဲ့ရာပြစ်ခတ်ပြစ်ချနိုင်ခဲ့တယ်ပေါ့နော်